အိမ်ချမ်းမီကိုရင်းနှီးပြုံနံဖို့ဒါမှမဟုတ်နေထိုင်ဖို့ဆိုရင်ကွန်ဒိုမြေခွက် လုံချင်းဆိုပြီးအမျိုးအစား၃မျိုးရှိပါတယ်။တစ်ခုချင်းစီမှာကိုပိုင်အားသာချက်အားနည်းချက်အတိအသီးရှိကြပါတယ်။မိတ်ဆွေကအိမ်ချမ်းမီကိုရင်းနှီးပြုံနံဖို့အတွက်လားဒါမှမဟုတ်နေထိုင်ဖို့အတွက်လားဒီလိုစဉ်းစားနေရဆိုရင်တော့ဒီဗီဒီယိုကိုမဖြစ်မနေကြည့်ပါ။လုံခြုံရေးအပြည့် facility များ ရေကူးကန်များဂျင်များ ပါဝင်တဲ့အင်ချမ်းမီကိုရင်းနှီးမြှုပ်နှံသူ ဆိုရင်တော့ကွန်ဒိုမီနီယံကိုစဉ်းစားသင့်ပါတယ်ကွန်ဒိုမီနီယံမှာတော့မိတ်ဆွေနေသည်ဖြစ်စေမနေသည်ဖြစ်စေလစဉ် maintenance fees ပေးရတာလေးတော့ရှိပါတယ်ကိုပိုင်ခြံဝန်းလောက်တော့ privacy မရှိပေမဲ့24 hour security ရှိတာမို့မိမိလုံခြုံရေးအတွက်တော့စိတ်ချရပါတယ်။ကိုပိုင်ခြံနဲ့ဝန်းနဲ့နေကျင်တဲ့မိတ်ဆွေများအတွက်ကတော့ လုံခြုံရေးကိုလည်းမိမိစိတ်ကြိုက်ဒူတလို့စီမံလို့ရပါတယ်။ဒီပိုင်ဆိုင်မှုလည်းရမှာဖြစ်ပါတယ်။မိမိစိတ်ကြိုက်အခန်းများကိုလည်းပြင်ဆင်လို့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ပြင်ဆင်ထိမ့်သိမ့်မှုတွေကတော့ရေရှည်ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။မြေဘွက်ကိုရည်တည်မြှုပ်နှံခြင်းသူမိတ်ဆွေများအတွက်ကတော့မိမိစိတ်ကြိုက်အိမ်များကိုဖန်တီးလို့ရပါတယ်။ရေရှည်အနေနဲ့တံပိုးမြင့်အောင်ရင်းနှီးမြှုပ်နှံခြင်းသူတွေဆိုရင်တော့ ညီကွက်ကတော့နောက်ဆုံးဆုံးဖြတ်ချက်ပါပဲဒါပေမဲ့ကျောင်းမဝယ်မှာမဖြစ်ရလေအောင်စာရက်စာတန်းကိုမိမိကိုယ်တိုင် နားလည်ထားသလိုကျွမ်းကျင်တဲ့ရှင့်ဉီပညာရှင်များနဲ့ဝယ်ယူချုပ်ဆိုသင့်ပါတယ်ဒီဗီဒီယိုလေးကတော့မိษွေရဲ့ငွေကြေးအခြေအနေနဲ့ရွယ်ချက်ပေါ်မူတည်ပြီးအကြံပြုထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဗီဒီယိုကြည့်နေတဲ့မိษွေများကိုတစ်ခုပြောချင်တာကတော့မိษွေ ုံချင်းမဲဝဲဝဲကွန်ဒိုမီနီယံမဲဝဲဝဲမြေကွက်ပဲဝဲဝဲကျွန်တော်တို့ Union House မြန်မာနဲ့အခမဲ့တိုင်ပင်လို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ Union House မြန်မာအခမဲ့အင်ချမ်မီ WhatsApp ကုမ္ပဏီတိုက်တာစီစဉ်ဖြစ်ပါတယ်မိတ်ဆွေသိကျင်တဲ့အကြောင်းအရာလေးရှိခဲ့ရင် comment အောက်မှာရေးပေးခဲ့ပါဦးနော်နောက်ဗီဒီယိုထဲမှာဆုံကြမယ်နော်